င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်နေပြည်တော်အီလာလီတက်စကန်ကို109မမရှော့တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်မနေ့ကညပိုင်းပောက်ကွဲတံများကြားရပြီးနေပြည်တော်မှပြည်သူများအတေပြိုပါတယ်နေပြည်တော်အီလာလီတက်စကန်ကိုတွန်လိုင်းတံများစုပေါင်းပြီး109မမရှော့တိုက်တုံးနေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PWN ဖွဲ့ကထုတ်ပြန်လိုက်ပြီးနေပြည်တော်မှပြည်သူများကလည်းမနေ့ကညပိုင်းပောက်ကွဲတံများကြားရကြောင်းသတင်းဌာနကိုပြောဆိုပါတယ်မနေ့က AP လ18ရက်နေ့ည10:00နာရီကမနေ့ ချိန်စစ်ကောင်စီရဲ့နေပြည်တော်အီလာလီတပ်စခန်းကို19မမရှော့လိုက်တုံးနေနဲ့တိုက်ခိုက်ခဲ့ကြောင်းတိုက်ခိုက်မှုကို BWN ဖွဲ့ရဲ့ဦးဆောင်မှုနဲ့ Plan Leopard တပ်နဲ့အဖွဲ့ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးနေပြည်တော်အီလာလီတပ်စခန်းအတွင်ကို19မမရှော့လိုက်တုံးသုံးလုံးကိုအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်းသိရပါတယ်။ စစ်စင်ရေးမှာနေမြင်လုံခြုံရေးတင်းကျပ်မှုရာသီဥတုအခြေအနေဆိုဝါမှုစတဲ့ခက်ခဲတွေကြောင့်နေပြည်တော်လီတပ်စခန်းကိုရှော့တိုက်တုံသုံးလုံးသာအောင်မြင်စွာဖြစ်ခတ်နိုင်ခဲ့တာဖြစ်ပြီးပြမတ်များကိုထိမှန်ပောက်ကွဲခဲ့ကြောင်းသိရပါတယ်။ဟုတ်တယ်မင်းညားကအီလာလီတပ်ဘက်မှပောက်ကွဲတန်နေကြရတဲ့စုစုပေါင်း၅ချက်လောက်ကြရတဲ့ပောက်ကွဲတန်ဘာရီပောက်ကွဲလည်းမတိပေမဲ့အတန်ကတော့တော်တော်များများကြားလိုက်ရပါတယ်လို့နေပြည်တော် ARD တန်နီးကျေးရွာတခုမှဒေသခံပြည်သူတအုပ်ကပြောပါတယ်။စစ်စင်ရေးတိုက်ခိုက်မှုမှာငလင်ပေကြောင်းစကိုင်းမန္တလေးနဲ့ပဲခူးတိုင်းဒေသတွေမှာ ပြည်သူများဒုက္ခပင်လဲဝေခြင်းစစ်တပ်ကပြည်သူများကိုလေကြောင်းမှအစင်မပြတ်ဘုံကျဲတိုက်ခိုက်နေတာကြောင့်ဖြစ်ကြောင်းမလ28ရက်နေ့ငလင်လုတ်ခတ်ပြီးချိန်ကစပြီးစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုရာချီရှိခဲ့ကြောင်းပြည်သူတည်ဆုံမှုမှာလည်းရာချီရှိနေပြီဖြစ်ကြောင်းဒါကြောင့်ငလင်တန်းကြောင်းထိခိုက်မှုတချို့ရှိတဲ့နေ့ပြီးတော့အီလာလီတပ်စခန်းကိုအပြန့်စည်းကြများကြားမှပြည်သူကိုတပ်ဖြတ်ဖို့ဆက်လက်အသုံးပြုနေတဲ့အတွက်လေတပ်နေနေ BWM Mission 33ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဖလန်းမြို့ခလာရ ရှိတန်ရင်မှာထွက်ပြေးသွားသူအလုံးနီးပါးဖမ်းမိထားတယ်လို့ချင်းညီနောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြို့သိန်းစစ်စင်ရေးတွင်စစ်တုံမှန်300ကပ်ဖမ်းမိပြီးလက်နက်350ကျော်ရကတော်လိုင်းရဲဘော်89ဦးကြာဆုံးတယ်လို့သိရပါတယ်။ချင်းညီနောင်မဟာမိတ်များဆင်နွှဲတဲ့ဖလန်းမြို့သိန်းစစ်စင်ရေးတွင်စစ်တုံမှန်300ကပ်ဖမ်းဆီးရရှိခဲ့ပြီးလက်နက်မျိုးစုံအလက်450ကျော်သိမ်းပိုင်နိုင်ခဲ့ကြောင်းချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူချင်းညီနောင်ဖွဲ့ဝင်ချင်းမျိုးသားကာကွယ်ရေးတပ် CNO CNDF ပြောရေးဆိုခွင့်ရှိသူစလိုင်းတီမီကပြောပါတယ်။ AB လ19ရက်ကျင်းပတဲ့ဖလန်းမြို့သိန်းတိုက်ပွဲကွန်ပျူတာမှာ AB လ9ရက်ကပြီးခဲ့တဲ့မြို့သိန်းစစ်စင်ရေးပြီး အခြေအနေကိုစလိုင်းတင်မင်ကရှင်းပြခဲ့တာဖြစ်ပါတယ်။ခလာယာ268ကိုကျွန်တော်တို့တင်ပိုင်နိုင်တဲ့အချိန်မှာလွတ်မြောက်နေသေးတယ်။ပြေးနေသေးတဲ့စစ်တုံးပန်းတွေရှိရဲ့ဒါမှလည်းအခုချိန်ဆိုလို့ရှိရင်အားလုံးဒီပါကျွန်တော်တို့လက်ထက်မှာရောက်ရှိနေပါတယ်လို့စလိုင်းတင်မင်ကပြောပါတယ်။ ဖလန်းမျိုးစစ်စင်ရေးလှုပ်ဆောင်စဉ်စစ်ကောင်စီတရင်မှုကလက်နက်ကြီးတန်းရနဲ့ခလာရ968တရင်မှာကြာဆုံးခဲ့တယ်လို့ဆိုပါတယ်ဖလန်းအလုံးစုံကျွန်တော်တို့သိမ်းပိုက်တဲ့အခါမှာသူတို့ရဲ့အကြီးဆုံးပေါ်ဂျီဝမ်အဆင့်ရှိတဲ့ဟာကထွက်ပြေးတယ်ဒါပေမဲ့ဒီကနေ့ချိန်မှာအကြီးဆုံးကနေဟိုးအငယ်သားထိကျွန်တော်တို့လက်ထဲမှာအကုန်လုံးရောက်ရှိနေတယ်လို့စလိုင်းတင်မီကပြောပါတယ်စစ်တုံပန်ဖမ်းမိအရေးအတွက်ကိုပြောပြရာခလာရ968တရင်သိမ်းပိုက်ခဲ့ပြီးအခုနေ့အတွင်းစစ်တုံပန်195ကိုဖမ်းမိခဲ့ပြီး2024ခုနှစ်စစ်စင်ရေးကာလအတွင်း120 ဖမ်းမိထားတယ်လို့ရှင်းပြပါရယ်ဒါအပြင်စစ်တုံးပန်းတွေကိုကောင်းမွန်စွာဆက်ဆံထားရှိကြောင်းလည်းအတည်ပြုပါရယ်ကျွန်တော်တို့တော်လိုင်းလုံရချင်းရဲ့ရှိရွက်ချက်ကအာနာရှင်စနစ်ကိုပဲတွန်းလှန်တာဖြစ်တဲ့အားလုံးကိုပုံကိုရည်ရမုံနာမျိုးလည်းမရှိဘူးသူတို့လိုရက်စက်တင်ဟာမဟုတ်ဘူးဆိုတာကိုလည်းကျွန်တော်တို့နေတိုင်းအမြဲတမ်းကျွန်တော်တို့နေရဲပေါ်တွေပြောနေရလို့ဆလိုင်းတီမီကပြောပါရယ်မြို့သိန်းစစ်စင်ရေးတွင်လက်နက်ခရရန်တိမ့်ပတ်ရရှိမှုကိုရှင်းပြရလက်နက်လက်နက်ငယ်လက်နက်ကြီး 454လက်သိမ်းဆည်းရရှိခဲ့ကြောင်းခဲယမ်းကြီးအများပြားနဲ့ဒရုန်းပါဝင်စစ်တုံးဆောင်ပစ္စည်းများကိုတွန်လိုင်းဘတ်တော်သားတွေကသိမ်းပိုင်နိုင်ခဲ့ကြောင်းရှင်းပြပါရယ်မြို့သိမ်းစစ်စင်ရေးတွင်တွန်လိုင်းပူပေါင်းဖွဲ့ဘက်ကကြာဆုံးသူ89ရှိခဲ့ပြီးအရာနတ်ချင်းညီနောင်ဖွဲ့ဝင်တွန်လိုင်းတပ်ဖွဲ့တွေကကြာဆုံးသူ56ရှိရလို့ပြောပါရယ်ချင်းညီနောင်အနေနဲ့ဖလန်းမြို့သိမ်းစစ်စင်ရေးကိုဇက်ကိုင်းမကွင်းရော့ဒီသားမှတွန်လိုင်းတပ်များနဲ့ပူပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးနောင်မှာလည်းချင်းညီနောင်အနေနဲ့အညာဒေသစစ်စင်ရေးတွေမှာပြန်လည်ပါဝင်မှာဖြစ်ကြောင်းအသိပေးထားပါရယ်ချင်းညီနောင်နဲ့မဟာ မိတ်တွေကကျင်တွင်းမတူပြီးမင်းတပ်ကံပလတ်နဲ့ဖလန်းကိုသိမ်းပိုက်ထားတာဖြစ်ပြီးကြံနေတဲ့တီးတိမ်ပါဝင်ချင်းပြည်နယ်တွင်စစ်ကောင်စီစကန်အာလုံးကင်းစင်ရေးဆောင်ရွက်သွားမယ်လို့ချင်းပြည်နောင်တာဝန်ရှိသူတွေကပြောပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့အာနာရှင်တန်းရွှေတိစောက်ခဲ့တဲ့နေ့ပြီးတော့ကိုအာနာရှင်မင်းအောင်လိုင်ကအကွက်ချပြီးမြို့တစ်ပြန်လဲတီးမဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းကလင်ကြောင့်ပြူကြားပြည့်စည်မှုတွေရှိနေခဲ့တဲ့နေ့ပြီးတော့ကိုအကျန်းဖတ်မင်းအောင်လိုင်ကအကွက်ချပြီးမြို့တစ်ပြန်လဲတီးမဲ့လို့မနီကပြုလုပ်ခဲ့တဲ့အကျန်းဖတ်စစ်ကောင်စီရဲ့ပြည်ထောင်စုအစိုးရဖွဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးမှာပြောဆိုလိုက်ပါတယ်။အကျန်းဖတ်မင်းအောင်လိုင်ကငလင်ကျော်ပေါ်ရှိနေတဲ့ရုံအဆောင်တွေကိုပြောင်းရွှေ့ပြီးနေ့ပြီးတော့ရဲ့မြို့အကွက်ချမှုပုံစံကိုပြန်လဲတွက်ချက်ရေးဆွဲထားဖို့စီစဉ်နေရလို့ဆိုပါတယ်။ပြန်လဲတီး ဆောက်ရမှာလေငလင်မကြခဏလောက်ခတ်ခဲ့တဲ့နိုင်ငံတွေကအဆောင်တွေတိဆောက်ထားရှိမှုတွေကိုနမူနာယူပြီးတိဆောက်သွားဖို့လိုရလို့မင်းအောင်လိုင်ကဆိုပါတယ်။ဒါအပြင်နေပြည်တော်ဝန်ထမ်းအင်အားတွေကိုပြန်လည်တိဆောက်ရမှာလေငလင်ပြင်အားရစ်စတာစကင်းရှင်အထီခံနိုင်တဲ့အဆောင်တွေဖြစ်အောင်လုံဆောင်ဆောင်ရွက်ရမယ်လို့မင်းအောင်လိုင်ကပြောဆိုထားပါတယ်။၆လအတွင်းပြန်လည်တည်ဆောက်မယ်ဝန်ကြီးဌာနရှင်တို့ကိုရှန်ကုန်မြို့ကိုယာယီပြောင်းရွှေ့ထားပြီးနိုင်ငံသားရေးလူဝင်မှုကြီးကြပ်ရေးအလို့သမားစားတဲ့ဝန်ကြီးဌာနတွေကရှင်တို့ပါဝင်နေလို့နန်းစီဒီယံဝန်ထမ်းနေစီကတင်ရ ရပါတယ်မလ28ရက်နေ့လုံခတ်ခဲ့တဲ့သခိုင်းကလင်းကြီးကြောင့်အာနာရှင်တန်းရွှေတိဆောက်ခဲ့တဲ့နေပြည်တော်ရှိဌာနဆိုင်ရာအဆောက်အဦတွေပါဝင် စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားအဆောက်အဦ90ရာခိုင်နှုန်းကထိခိုက်ပျက်စီးခဲ့တာဖြစ်တယ်လို့သိရပါတယ်ဆလဘီ ရန်ကုန်ကမာရွန်းရဲစခန်းကိုလက်ပစ်ပုံးနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းကမာရွန်းမြို့နယ်ရှိမြို့မရဲစခန်းကိုလက်ပစ်ပုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်ရှူကြည်ပြည်ပအာမီရဲ့တာဝန်ရှိသူတွေကပြောပါရယ်။အေဒီလာ၁၈ရက်နေ့မနေ့ကညစင်နိုင်ဝင်းချင်းချိန်မှာရန်ကုန်ရှူကြည်ပြည်ပအာမီနဲ့မဟာမိတ်ညီနောင်ဖြစ်တဲ့ Operation Flame တို့ပူးပေါင်းပြီးကမာရွန်းမြို့နယ်မြို့မရဲစခန်းကိုလက်ပစ်ပုံးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်။နောက်ဆက်တွဲအသေးစိတ်ကတော့စုံစမ်းနေသေးပါရန်သူဘက်ကထိခိုက်တိုက်စုံမှုကတော့ရှိနိုင်ပါတယ်လက်ပစ်ပုံး နှလုံးစလုံးကွဲပါတယ်ဗျာအတန်လင်းအတော်ကျင်းတယ်ပြင်းအားလည်းအတော်ပြင်းတယ်လို့ရှန်ကုံယူကြီးပြီးပင်းအာမီတာဝန်ရှိသူကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကြောင့်ရဲစခန်းအဝင်ဝဂိတ်ထွက်ပေါင်းတဲ့ချန်စီယိုနာမှာရှိနေတဲ့ရဲတအုပ်နဲ့စစ်သားတအုပ်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့သတင်းဌာနအနေနဲ့တိကျအတိမပြုနိုင်သေးပါဘူးတိုက်ခိုက်မှုတွေအပြီးမှာတော့တော်လိုင်းရဲဘော်တွေကတော့အထိကိမ်းရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်နောက်ထပ်တပုတ်အနေနဲ့တနင်္သာရီခြေဆိုင်ခမာရ958တိုင်ရင်းနဲ့ရှေးပြူပြူဟာဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များတိုက်ခိုက်တဲ့အကြောင်း တင်ဆက်ပေးပါမယ်။မြင်းခရိုင်တနင်္သာရီမြို့နယ်ကမ္မလိုင်းချင်းရွာအခြေဆိုင်စစ်ကောင်စီရဲ့ကမ္မရ958တိုင်ရင်စစ်စေးဂိတ်နယ်ရှေးပြူမြို့ရှိစစ်ကောင်စီဖြူဟာဂိတ်တို့ကိုတော်လိုင်းတပ်ဖွဲ့တွေကပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသခံတော်လိုင်းသတင်းရင်းမြစ်တွေကပြောပါရယ်။ AP လ16ရက်မနက်7:00နာရီခွဲချိန်မှာကမ္မလိုင်းချင်းရွာအခြေဆိုင်ကမ္မရ958တိုင်ရင်စစ်စေးဂိတ်ကိုပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအပြန်လည်းပစ်ခတ်မှုမိနစ်20ခန့်ကြာမြင့်ကစစ်ကောင်စီဘက်မှတအုပ်တည်ဆောင်ခဲ့ကြောင်းအတီးပြူနိုင်တဲ့အပြင်ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်းတ နင်းတိုင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဘက်ကဘာဒုတိယတာဝန်ခံကပြောပါတယ်တန်ရင်ရခိတ်ပါအင်အားတော်များတဲ့တန်ရင်ဆိုတော့အပြန်လန်ပြစ်ခတ်ပြီးအကြီးတွေနဲ့ပြန်ထူလို့ဆုတ်ခေရတာလို့ခမာရ958တန်ရင်ခိတ်ကိုတိုက်ခိုက်နေမှုအခြေအနေပေါ်တနင်္သာရီမြို့နယ်ပကဖဒုတိယတာဝန်ခံကပြောပါတယ်။ အထက်ပံခမာယ958တန်ရင်ဂိတ်ကိုတိုက်ခိုက်မှုလုံဆောင်ခဲ့တဲ့ရက်ပိုင်းတွင်တန်ရင်ခြေဆိုင်ကမ်းမလိုင်းချင်းရွာနှင့်လမ်းပိုင်တဆက်ထဲဖြစ်တဲ့ရေပြူထုံကား6နှစ်ပေါင်းသိန်းခွန်စတဲ့လမ်းပိုင်မှာစစ်ကောင်စီရဲ့ရေပြူပြူဟာကုန်းကိုမြေခရိုင် PDF တန်ရင်များနဲ့ပူးပေါင်းဖွဲ့တွေကတိုက်ခိုက်ခဲ့ပါနေရေပြူပြူဟာဂိတ်ကိုဝင်ပစ်တာက PDF ကပစ်တာစကားစ၄ကောင်ထိနဲ့ကျွန်တော်တို့ဘက်က PDF နှစ်ကောင်ထိရဲ့မစိုးရင်ရဘူးလို့မြေခရိုင် PDF တန်ရင်တခုမှရှဲပေါ်တုံးကပြောပါတယ်စစ်ကောင်စီရဲ့ခမာယ958တန်ရင်ကတနင်္သာရီမျိုးနဲ့ခုနှစ်မိုင်ကန် ်ကွာမှာတည်ရှိပြီးလမ်းပိုက်တစ်ဆက်တည်းဖြစ်တဲ့ရေပြူပြူဟာဂိတ်ပါတိုက်ခိုက်ခံရတာကြောင့်အဆိုပါလမ်းတကြောမှာစစ်ကောင်စီကအခုရက်ပိုင်းအင်အားတိုးချဲ့ချတာကြောင့်တော်လိုင်းသတင်းအရင်းမြစ်တွေစီကသိရပါဗျ။အထက်ပါတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့တဲ့ AP 16ရက်ကမြင်းခရိုင်ပုတ်ပြင်းမြို့နယ်တောင်ငယ်ရွာချေဆိုင်ရွှေခဲညူရွာပြူစောတီအပွဲအခြေချထားရာကိုတနင်္သာရီမြို့နယ်ပါကဖာနယ်ပူပေါင်းဖွဲ့မှဝင်ရောက်စီးနင်းခဲ့ရာပြူကောင်းဆောင်တအုပ်တည်ဆောင်းခဲ့ပြီးတနက်စလဲနဲ့ခဲရမြန်ရရှိခဲ့တယ်လို့သတင်းမှာဖော်ပြပါရှင်။